စံကအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ MMA Fighter လေးတန့်စင်ကတော့အစာမီဆိုပြီးတော့ပြိသက်ကိုအတိပေးလိုက်ပါပြီအခုလိုတန်ချောင်းကောင်အချက်ပေးလိုက်တာကတော့တန့်စင်ဟာမကြခင်မှာပွဲထိုးရတော့မယ်လို့ပြိသက်ကိုပြောပြလိုက်တာပဲခင်ဗျာတန့်စင်ပွဲရတော့မယ်ဆိုတော့ကိုပြိသက်တွေကလည်းသိထားပြီးသားဖြစ်နေပါတယ်ဘယ်အချိန်လဲဘယ်တော့လဲဘယ် Fighter နဲ့လဲဆိုတာကိုပဲသိကျင်နေကြတာပါဒါပေမဲ့အခုလိုတန့်စင်ဘက်ကတရားဝင်အတိပြုလိုက်တာကတော့ပို့ပြီးတော့ခိုင်မာသွားတာပေါ့လေ ကြည့်ရတာတော့မကြမီးလို့သကလုံးတင်လိုက်တာဖြစ်တဲ့အတွက်သိမကြတော့ဘူးမကြခင်ကာလအတွင်းဆိုကျွန်တော်ထင်ပါတယ်1 Friday 5မှာပွဲတယ်ပြိမ့်မယ်ဆိုရင်တော့1 Friday 5 115တို့မ116လို့ပြန်ပြောမှာတန့်စင်ရဲ့ပွဲစဉ်ပါဝင်လာဖို့ရှိနေပါတယ်ခင်ဗျပြီးတော့မကြမီးဆိုတဲ့သကလုံးပါဝင်တဲ့အတွက်တန့်စင်ဟာ1 Friday night တို့1ပြိုင်ပွဲကြီးတို့မှာတော့ပါဝင်မှုမရှိတော့ပါဘူးဒီတော့1 Friday 5မှာပဲတန့်စင်ဆက်ထိုးရပါလိမ့်မယ် ရှေ့မှာသူ့ကိုပတ်စုကွန်ပင်းနဲ့ပွဲတယ်ပေးခဲ့တယ်။အင်ဘလာဆက်ရှိရနေမှာထိုးပွဲတယ်ပေးခဲ့တာပါ။ဒါပေမဲ့အဲ့ပွဲစဉ်အတွက်ပွဲတယ်ပေးတဲ့အချိန်မှာတန့်စင်ကိုဒါဆရာဝန်ကပွဲမတိုင်ခင်နှစ်ရက်အလိုမှာကျမ်းမာရေးစစ်ဆေးမှုလို့တော့မျက်လုံးမှာ spot တွေတွေးခဲ့တယ်။အမင်းအောင်ဝေဝါးနေတဲ့ပုံစံကိုဖြစ်ခဲ့လို့ဆရာဝန်ကအဲ့ပွဲကိုပွဲဖြတ်လိုက်ပါဆိုပြီးတော့ one championship ကိုတင်ပြခဲ့တယ်ပေါ့လေ။အဲ့တော့ one back ကနေအဲ့ပွဲကိုပွဲဖြတ်လိုက်တယ်။တန့်စင်ကတော့တန့်နိုင်စမြပွဲထုတ်ခွင့်ရအောင်ညှိနှိုင်းခဲ့သေးရင်မအောင်မြင်ခဲ့ဘူးပေါ့။ ဲ့တော့တန့်စင်ဟာသူ့မျက်လုံးကိုပြန်ပြီးတော့ကုသဖို့ပြန်လာခဲ့ရတယ်။အခုတော့သူကအပေါ်သားလက်ချင်းတွေလောက်တာကနေစိတ်ချရတဲ့ရှင်တွေရောက်ပြီးတော့ဘန်ကောက်ကိုတစ်ခေါက်ပြန်သွားတယ်။ပြန်ပြီးတော့မျက်လုံးကိုနောက်တစ်ချိန်စစ်ဆေးလိုက်တော့တရားခိုင်တော့ကောင်းမွန်နေပြီဆိုတာအဖြေထွက်ပေါ်လာတယ်။ဒါကို1စီကိုတင်ပြတဲ့အခါ1ကလည်းလက်ခံခဲ့တဲ့အတွက်အခုမကြမီဆိုတဲ့စကားလုံးအဖြေထွက်ပေါ်လာဖြစ်ပါတယ်ခင်ဗျ။မကြခင်မှာပွဲရတော့မယ်ဆိုတဲ့အတိတ်ပဲတော့ပါပဲ။ပြီးတော့တန့်စင်ကလက်ရှိမှာတော့တကယ် တင်းမင်းထန်တဲ့လေ့ကျင့်မှုတွေလည်းလုံဆောင်နေပြီဆိုတော့ဒါဟာပွဲရထားတာတေချာနေတာကြောင့်အခုလိုလေ့ကျင့်ရေးတွေကိုအချိန်အကုန်မြင့်တင်လာတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်ပြီးတော့တန့်စင်ရဲ့မကြခင်ဆိုတဲ့သကလုံးအရာဝမ်းဟာတန့်စင်ကိုဘယ်ပြိုင်ပွဲကြီးမှာပွဲတည်ပေးမယ်ဆိုတာတော့ပြောထားပြီးပါပြီအဓိကကတော့ဘယ်ပြိုင်ပက်လဲဆိုတာပဲကျွန်တော်စဉ်းစားနေရတာပါအခုတန့်စင်နဲ့ပွဲထိုးအစီအစဉ်ပေးခဲ့တဲ့ပက်ဆူကွန်ဘက်ကဇွန်လ6ရက်နေ့ကပွဲထိုးသွားခဲ့တယ်ရိုမေးနီးယားဖိုက်တာဘီတက်စ်ကိုသူဒီအလဲထိုးနဲ့နိုင်သွားခဲ့တယ်ခေါင်းပွဲမှာနိုင်သွားခဲ့တာပေါ့လေအခု ရှိလာမဲ့1 Friday ပတ်ဝါဟုတ်ပြိုင်ပွဲမှာလည်းဘက်စုကွန်ဘစ်က short notice အစားထိုးဖိုက်တာဖြစ်နေပွဲရထားတယ်သူ့ကိုခွနပွဲထိုးခွနပွဲနိုင်ထားတဲ့ Uzbekistan fighter လေးနဲ့ပွဲတည်ပေးထားတာဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီပွဲကဟိုဘက်စုကွန်ဘစ်မဟုတ်တဲ့နောက်ထပ် fighter တစ်တယောက်နဲ့တန့်စင်ထိုးရမှာတော့တေချာသွားပါပြီဘယ် fighter ဖြစ်မလဲဆိုတာကိုပဲကျွန်တော်စောင့်ကြည့်ကြပါလိမ့်မယ်တန့်စင်ကမကြခင်လို့ပြောတာအကြောင်းတန့်စင်ရဲ့ပွဲကိုသိမကြခင်မှာကြည်ရဖို့ကျင်းတည်နေပါပြီတန့်စင်အနေနဲ့ နှစ်ပွဲဆက်ရှုံးထားတဲ့ရှုံးရလက်အောက်ကနေပြန်လဲရုတ်ထွက်ပြီးနိုင်ပွဲနဲ့အတူပြိသက်ရှေ့မှောက်ကိုပြန်လဲရောက်ရှိလာနိုင်ပါစေလို့ဒီနေ့ကနေကြိုတင်ဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပြိသက်အားလုံးကိုလည်းအထူးအကျေးဇူးတင်ရှိပါရခင်ဗျာ